သူကတော့ကဘာပလာကို18နှစ်မှာတင်ရှားယူနိုင်ခဲ့တဲ့ဘရာဇီးကနဝင်ကဘာတမားကြီးပီလီဖြစ်ပါတယ်။ပီလီရဲ့နာမည်ရှင်ကတော့ဒီကိုဖြစ်ပြီးဘရာဇီးနိုင်ငံရဲ့စင်းသားရက်ွက်တစ်ခုမှနေထိုင်နေ။ပီလီဟာဘောကန်ဖနက်ဝင်နိုင်မှုရေးသူများတကာရဲ့ဖနက်ဒီကိုတန်ရှင်းလုပ်ပြီးမှပတ်စံဆူရတယ်။တကယ်မှာတော့မျိုးရေကလူတွေစုပြီးကဘာပလာပွဲကြီးကိုရေဒီယိုကနေနှာထောင်ကြတယ်။ထို့ချေမှာတော့ဘရာဇီးတင်ဟာဥရုဂွေးတင်ကိုရှုံးနေပြီးချန်ပီယံဆုကိုလည်းလွတ်ခဲ့ရပါတယ်။ဖာသားတွေကလည်းသူတို့တင်ရှုံးလို့ခြေခွဲကုန်ကြပြီးဒီတန်းမှာပီလီရဲ့ဖာသားကြီးလည်းပါဝင်ပါတယ်။ဖေးပြည်သူငုံနေတာကိုမချိရတဲ့ပီလီဟာတနေ့ချရင်ကဘာပလာကြီးကိုရအောင်ယူပြမယ်ဆိုပြီးကတိပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ချိန်မှာဘရွန်သမားဆူလာဟု ငွေသိမ့်မကောင်းလို့ဖတာကြီးကတော့တာပြည့်သူကိုသိမ့်မလို့စီချင်ပါဘူး။တရားကြတော့မြို့ဝတထေသားအုပ်စုကလည်းပီလီတို့ဆိုင်မှာဖဏဝင်တိုက်တယ်။တထေသားတွေကဘောလုံးပြိုင်ပွဲတစ်ခုအကြောင်းပြောနေလို့ပီလီလည်းနေငယ်စိတ်ဝင်စားသွားပါတယ်။အဲဒါနဲ့ကြာသူနာမရှိတဲ့လောက်လေးဝင်ပါလိုက်တာပီလီလည်းတထေသားတွေဝိုင်းလောင်ခြင်းကိုခံလိုက်ရတယ်။ဒါပေမဲ့ပီလီကတော့ဂီယူမဆိုင်ပဲတထေသားတွေပြောတဲ့ပြိုင်ပွဲကိုပဲဝန်ခံကြည့်နေရဖြစ်ပါတယ်။အဲဒါနဲ့အင်ပြန်တော့တငယ်ချင်းလေးကိုပြိုင်ပွဲအကြောင်းပြောပြီးတော့ဝန်ခံခဲ့ကြတယ်။တကူတွေကရက်ွက်ထဲမှာချိန်ဆနေကြဖြစ်တဲ့ပီလီတို့အဖွဲ့ကလည်းပွဲတိုင်းနိုင်ပြီးတော့ဖိုင်နယ်အထိကိုရောက်ရှိလာတယ်။ဖိုင်နယ်မှာတော့ဟိုနေ့ကတထေသားအုပ်စုနဲ့ကန်ရမှာဖြစ်ပါတယ်။တထေသားတွေကလည်းပီလီတို့ကိုဖဏမရှိတဲ့စီရင်သားတွေဆိုပြီးဝိုင်းလောင်ကြတယ်။အ ကုန်လုံးကဝိုင်းလောင်းလောင်းပီလီတို့ကလည်းရှက်သွားပြီးဘောကမနက်ဝဲပို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ဝဲစရာပတ်ဆက်မရှိလို့ပဲရိတ်တွေကိုခုတ်ပြီးစီတဲ့တော့ပြန်ရောင်းတယ်။ဒါဟုတ်တထေးသားတွေကလည်းဖနာလေးတရံအတွက်ပဲရိတ်ရောင်းနေရတဲ့ပီလီတို့အုပ်စုကိုထတ်လောင်ကြပြန်တယ်။ဒီခါတော့တေးပေါင်းသားချိန်နှန်းခေါင်တွေကိုပီလီလေးငိန်ခံမနေတော့ပဲတိပြထားချွေပြလိုက်ပြီးဒီလိုနဲ့ရံပွဲတွေဖြစ်ကုန်ကြပြီးပီလီလေးမျက်နှာမှာအယောင်နှိုင်းငယ်တင်ခံလိုက်ရတယ်။ချက်စုံကွက်မီတောက်တဲ့ဖသားကြီးကတော့ရံပြစ်လာတဲ့ပီလီကိုရိမ့်မိသွားပါတယ်။ဘလုံးသမားကောင်တူဖြစ်ချင်းတိုင်ပတ်ရေးဆိတ်ဆွာခြင်းကိုကောင်းကောင်းခံနိုင်ရမယ်ဆိုပြီးတော့ဆုံးပါတယ်။ပီလီလေးဖခင်ဖြစ်သူဟာသူ့ဘက်မှာရှိနေတာတရားတော့အနေငယ်အားတက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဖိုင်နယ်ပွဲမှာတော့ပီလီတို့အုပ်စုဟာပေးအောင်ရငွေ တဲ့ဘောကမှန်တဲ့ဝယ်ဝင်နိုင်ခဲ့ကြရတယ်။ဒါပေမဲ့မဆန်အသိမလားလို့ဖနှက်အဟောင်းဒီပဲရလိုက်ပြီး site တွေကလည်းသိမတော်ကြပါဘူး။ကြီးတဲ့ဟာကြီးသေးတဲ့ဟာသိနေလို့ပီလီတို့လည်းပုံမှန်ခြေဆောင်အောက်ကိုရောက်ရှိသွားတော့တယ်။အကြောင်းတိုင်မှအသင်ကလည်းပထမပိုင်းမှနဲ့လေးကိုတွန်းသားပြီးတော့ပီလီတို့လည်းဆက်တက်ကြသွားခဲ့ကြပါတယ်။အဲ့ချိန်မှာပဲဖသားကြီးရဲ့ဆုံးမစကားကိုပြန်ချရောက်ပြီးအရင်လိုဖနှက်မပါပဲဆော့ဖို့ဆုံးဖြတ်လိုက်တယ်။အချင်းဆိုလို့ဖနှက်ချလိုက်တော့ပီလီလည်းချေပါကိုတကူရရှိသွားခဲ့ပါတယ်။အဲ့ကြမ်းမှအသင်သားတွေအားလုံးကလည်းဖနှက်တွေချုပ်ပြီးအရင်လိုရကွက်ဆန်ဆန်ပြန်ကန်ကြတယ်။ဒီလိုနဲ့ချေပါကိုတွေပြန်သွင်းနိုင်ခဲ့ပြန်မှလည်းပဲပြီးချိန်မှတော့တကူနဲ့ကတ်ရှုံခဲ့ရပါတယ်။ဒါပေမဲ့မျိုးတွေကလူတွေရဲ့ပတ်သက်မှတော့ပီလီတို့ခရီးသားရဲ့အကြောင်းအတော်မီလို့ပြန်နေနေပါပြီ။နောက်နေ့ကျတော့ ခိုးလာတဲ့ပဲပန်ရှင်နဲ့ပပင်းတော်တို့လိုပီလီတို့အစလက်တော်ရထပ်ပြေးကြတယ်။တကယ်ချင်းတယောက်ကလည်းပန်ရှင်လက်ကလိုအောင်ဆိုပြီးဂူတူတိလေးတစ်ခုရဲဝင်ပုံးတယ်။ပြချင်တော့အဲ့ချိန်မှာပဲမူတဲထန်းစွာရောက်တော်မီကိုပေါဝါကလည်းပြုတ်ကျသွားတော့တယ်။အကြောင်းထဲမှာပိတ်မိသွားတဲ့ပီလီရဲ့ဖွဲ့ဝင်တယောက်ကလည်းတချို့ချက်ပြီးတော့တိရှုံသွားခဲ့ရပါတယ်။ဒီလိုနဲ့ဖခင်ဖြစ်သူလဲဝန်းနေနေတဲ့ပီလီကိုစိတ်ပန်းပြောင်းတရားချန်နဲ့ခေါ်သွားတယ်။ချန်နဲ့တရားတီးတွေကိုလည်းဘလုံးတစ်ခုလိုအသွင်ပြပြီးနေတော့ဆော့ကစားကြတယ်။ဒီလိုနဲ့ပီလီလည်းတရားချန်နဲ့မှာအချိန်ကိုလာလိုက်တာအခုဆိုရင်အသက်15နှစ်တောင်ရှိနေပါပြီ။မသားကြီးကလည်းနေရှိလာများတရားတီးနဲ့ဘလုံးကစားနေတဲ့ပီလီကိုချိန်ပြီးဝါသနာကြီးမှန်းသဘောပေါက်သွားတော့တယ်။အကြောင်းမလို့ပီလီကို professional ကဖနာမတူဦးဖြစ်လောက်ကံမှုခွင့်ပြုပြီး ီးခဲ့ပါတယ်ဒီလီပထမဆုံးကစားရတဲ့သင်္ဃာတော်ဆန်တို့အတင်ပြပြီးစားခြင်းမှာတော့အသားမချခဲ့ပါဘူးနီပြကလည်းဥရောပပုံစံနဲ့ထရိန်နေပင်းနေလုပီလီလက်ခတ်တွေ့နေခဲ့ရပါတယ်ပီလီကိုလည်းဘရာဇီးလိုကစားနေလို့ဆိုပြီးနီပြရဲ့ဆက်သွေးခြင်းခဏခဏခံရတယ်ဘရာဇီးသားတွေကဂျင်ကာဆိုတဲ့ရက်ွက်ချူရကစားကွက်စတိုင်နဲ့စော်ကြတယ်ဒါပေမဲ့ပြီးခဲ့တဲ့ကမ္ဘာပလာနုံကဒီကစားပုံကြောင့်ဘရာဇီးရှုံးနေသွားရဲ့ဆိုပြီးလူတွေကအပြစ်တင်နေကြတော့ဟာဒါကြောင့်ယူရကစားကွက်ကိုရတန့်ပြီးတော့ဥရောပနေဖက်တင်နေစတင်လေ့ကျင့်ခဲ့ကြတယ်ဒါပေမဲ့ပီလီကတော့နီပြပါပြောပြောရက်ွက်ထရယူရကစားကွက်နဲ့ပဲစော်လို့ရှိပါတယ်အကြောင်းမလို့ professional ဘွားရဲ့ပထမဆုံးသင်ကိုယ်ကိုလည်းယူရနီးတိုင်းမှာတပြက်ကန်ချက်နဲ့သင်ယူနိုင်ခဲ့ပါတယ်သူက ကန်ကြားအခုချိန်ဒီပီလီကန်ကြားဆိုပြီးလူတွေကြားထဲမှာနာမည်ကြီးကြကြနေသေးပါထိုချိန်ကစပြီးပီလီလည်းတမတ်တိုင်ကိုဆလာပပအနိုင်ကြီးပြီးမြေမကျော်ကဖာသမားတူဖြစ်လာတယ်အိမ်တွက်လည်းငွေကြေးထောက်ပံ့နိုင်သာပြီးအိမ်ပြန်လည်းလက်ဆောင်လည်းခဏခဏဝယ်ယူသွားလေးရှိတယ်ပီလီကနိုင်ငံလေရေးစင်အသင်းမှလည်းငငေရွယ်နဲ့ရွေးချက်ချင်းခံရပါတယ်ဒါပေမဲ့တရင်တောက်တွေကတော့ရက်ွက်ထရလိုကန်နဲ့ခြားတိတ်လေးဆူပြီးခြားချမ်းပလိန်ကြတယ်ဒါနေ့ကျတော့ပီလီလည်းနီးပြရဲ့ပီယာပေးမှုညတူအီယောပါရဲ့ပုံစံနဲ့ကစားခဲ့ရပါတယ်ကစားကမှအံဝင်တော့ခြေဆောင်ကလည်းပေးသမ်းသွားပြီးထင်ရပါရရှိသွားတယ်အကြောင်းနီးပြကလည်းပီလီကိုထုတ်ပြီးအရင်ကမှဖိပူအောင်ထိုင်ခိုင်းလိုက်ပါပြီအဲ့ဒီချိန်တော့ငါရှီကန်မြေကန်ကောင်းတဲ့ဘရာဇီးသင်းကလည်းဆီမီဖိုင်နယ်ထိကိုတလန်းလာနိုင်ခဲ့ပါ ါတယ်။ဒါပေမဲ့ပွဲပန်းလာမှုကြောင့်ကစားသမားအလုံးနီးပါးကလည်းဆေးရုံကိုရောက်ရှိနေပါပြီ။ဒီပြလည်းဗမာမတန်တဲ့ဆိုမှတော့ပီလီကိုပဲပွဲထုတ်ဖို့ဖြစ်လာပါတယ်။အကြောင်းမို့လို့ပီလီကလည်းအသက်15နှစ်နဲ့ကဘာပလာမဝင်ရောက်ရှင်မြန်လည်းအသက်ငယ်ဆုံးကစားသမားဖြစ်လာတယ်။ဒါပေမဲ့ပွဲထဲမှာတော့ကစားခွက်အသားမချလို့ပီလီလည်းခြေဆောင်မပြနိုင်ခဲ့ပါဘူး။ခဏနားတော့ပီလီလည်းသူ့ရဲ့ပေးသန်းနေတဲ့ခြေဆောင်တဲ့ဆီနီယာကစားသမားတွေကိုတောင်းပန်တယ်။အကြောင်းတင်းဘော်တွေကလည်းနားလည်းပေးလိုက်ပြီးပီလီကိုကိုကျန်းကျန်နဲ့ပဲဆော့ဖို့တိုက်တွန်းတယ်။ပီလီလည်းဆီနီယာကြီးတွေရဲ့ချန်ပီယံတိုင်ရွေးရောက်တိုင်းနဲ့ပြန်ကစားခဲ့ပါတယ်။အကျဉ်းဆုံးလို့ပီလီလည်းကြောင်ကားလေးကြားတိုင်းဖြစ်သွားပြီးတမန်အသင်းကိုတုံးကိုတိတိသွင်းယူပြလိုက်တယ်။ဒီလိုနဲ့ပဲဘရာဇီးသင်ဟန်ပီလီရဲ့အသင်းကိုတွေနဲ့ဖိုင်နယ်ကိုတက်လာနိုင်ခဲ့ပါတယ်။ ယ်။တရင်းသားရှင်လင်းပွဲမှာတော့ဖိုင်နယ်မှာတိမဲဆူရင်တင်းကလည်းပွဲမစခင်ကနေကလေးလေးကြိုတိုက်တယ်။ဒါ့အပြင်ဘရာဇီးတင်းကလည်းနီပြအပေါင်းနဲ့တသိန်းလုံးကဆိတ်ကြချနေလို့ပီလီလည်းစိတ်ကောင်းမှုနဲ့တစ်ခုပြုလို့လိုက်တယ်။သူတို့နေတဲ့ဟိုတယ်ကနေမီပြတဲ့အထိဘောလုံးကိုမြေကြီးနဲ့မထိအောင်ခံမကြမဲ့ဆူဗီစီယုံနဲ့ဘရာဇီးသားတွေပြပြီးဘောလုံးကိုမြေမကြအောင်ထင်ပြီးတော့မီပြတဲ့အထိရအောင်သွားနိုင်ခဲ့ပါတယ်။ဒါအုံနီပြကလည်းကြည့်ပြီးရက်ကွက်ရူရဖ်တိုင်နဲ့အခုလိုလုပ်ပြသွားလို့အရန်အန်အသင်သွားခဲ့ရတယ်။အကြောင်းနီပြလည်းဖိုင်နယ်ပွဲမှာပါရက်ကွက်တိုင်နဲ့ဆော့ဖို့ခပြုပေးလိုက်ပါပြီ။ပွဲထဲမှာတော့တိုင်ပတ်တီလည်းပီလီစီဘောလုံးမရအောင်ဆန်းကိုတားဆီးခဲ့ကြပါတယ်။ဒါပေမဲ့တစ်ချိန်ချင်းစိတ်တူဖြစ်လာမဲ့ပီလီကိုဘယ်သူကမှမတားဆီးနိုင်ခဲ့ကြပါဘူး။ဒီပွဲမှာဘရာဇီးတင်းဟန်ပီလီ ီယာတင်ကိုတွေပါဝင်၅ခု၅ခုဆိုတဲ့ဟာလနဲ့ချန်ပီယံဖြစ်လာခဲ့ပါတယ်။ဘီလီယာအဲ့ချိန်ကစားလို့ဘရာဇီးမျိုးကိုပထမဆုံးကမ္ဘာပလာကြီးကိုတည်ဆောင်လာနိုင်ခဲ့တယ်။နောက်ပိုင်းတစ်ပင်မှာလည်းဘီလီပါဝင်နဲ့ဘရာဇီးတင်ဟာကမ္ဘာပလာကိုတမင်စာရေးတားလို့ရရှိအောင်ဆန်းဆောင်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲဘလွန်လောကရဲ့ပထမဆုံးစစ်ကြီးဖြစ်တဲ့ဘီလီယာ92ခုနှစ်ရဲ့ဒီဇင်ဘာ28ရက်မှာတော့ဘဝကူတာခဲ့ပြီဖြစ်ပါတယ်။ဒီကြောင့်လေးကိုကြည့်ပြီးလူချင်းမင်းတို့လည်းဘီလီကိုအားကြပြီးရက်ွက်ထဲမှာဘလွန်ကန်နေအဆက်ခံရမှာဖြစ်ပါတယ်။ယေစုတင်ပါတယ်။